မော်လမြိုင်ဒေသကထင်ရှားတဲ့အစားအစာတခုကပါလေ1 2 3 go မန္တလေးရဲ့ထင်ရှားတဲ့အစားအစာဘယ်ဟာလဲ1 2 3ရခိုင်ပြည်နယ်ထင်ရှားတဲ့အစားအစာဘယ်ဟာလဲ ရခိုင်စားစာပါလေ1,2,3မန္တလေးမြို့ရဲ့ထင်ရှားတဲ့အစားအစာပဲဟာလေ1,2,3ရန်ကုန်မြို့ရဲ့ထင်ရှားတဲ့အစားအစာပဲဟာလေ1 2 3 ရန်ကုန်မြို့ရဲ့ချိန်ရှားရဲ့စားစာ1,2,3ကချင်ပြည်နယ်ချင်ရှားတဲ့အစားအစာပဲဟာတယ်1မှားပါတယ်2 3ရှမ်းပြည်နယ်ချင်ရှားတဲ့အစားအစာပဲဟာလေ ဝမ်းဖေဘုတ်မဲမာရီစာစာနေစာနေလို့ရရနော်ပတိမျိုးရဲ့ခြေရှားတဲ့အစားအစာဘယ်ဟာလဲဟလိုဝမ်းမဲမာရီကရင်ပြည်နယ်ရဲ့ခြေရှားတဲ့အစားအစာဘယ်ဟာလဲကရင်ပြည်ဝမ်း တဝယ်မျိုးရဲ့ထင်ရှားတဲ့အစားအစာဘယ်ဟာလဲဝဲဟမ်ခဏဒီမို့မှားပါတယ်ကချင်ပြည်နယ်ရဲ့ထင်ရှားတဲ့အစားအစာဝဲ2 3ရန်ကုန်မြို့ရဲ့ထင်ရှားတဲ့အစားအစာမလာရှန်ကုန် ပါပါလေရခိုင်ပြည်နယ်ရဲ့ထင်ရှားတဲ့အစားအစာဝမ်နောက်တစ်မျိုးပြောတူမုံမာမုံမာရခိုင်ပြည်ရခိုင်ဆိုတဲ့ဟာပါတယ်မှန်ပါတယ် ဒဝဲမျိုးရဲ့ထင်ရှားတဲ့အစားအစာဝမ်တူ3ကရင်ပြည်နယ်ထင်ရှားတဲ့အစားအစာဝမ်တူ3ရန်ကုန်မြို့ရဲ့ထင်ရှားတဲ့အစားအစာ င်မြုပ်ဆိုတာ ਨੇ ဘယ်မုတ်ကိုပြေးပြေးမြင်လဲဘူးစီကိုင်းစားစင်လာပြီပေါ်နေပြီမရပြီနောက်ကပြင်စီတော့